ဖာနန်ဒက်စ်ကလည်းပို့ပြီးတော့အားကိုးလာရတယ်။ဒါရိုင်ကိန်းပြောတဲ့စကားကိုသူကပြောနော်ဘယ်လိုပြောမလဲစကားနဲ့တော့ပြန်မတုံ့ပြန်အောင်သူကသူ့ရဲ့ခြေစွမ်းနဲ့ပဲသူကအလုံးနဲ့ပေါ့ကွာတသက်ပြလိုက်တဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်သွားတယ်။ ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Previous Pod ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီနေ့စီစဉ်ကတော့ Pocket အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ Pocket မပြောလဲနည်းနည်းကြာပြီဒါအခုဒီဘက်မှာဆိုလို့ရှိရင်ဒါ Club သင်းပွဲတွေနားပြီးတော့နိုင်ငံတကာပွဲတွေဝင်လာတဲ့ခါမှာတော့ဒီ Pocket ပြန်ပြောဖို့ဖြစ်လာတယ်ပဲပြောပါမှာပါအဲ့ဒီနေ့မှာတော့ဒါကျွန်တော်ကပြောသားဖို့အတွက်ခေါင်းစဉ်တစ်ခုရွေးထားတယ်ဒါကတော့ Letterlaw Manchester United အသင်းပေါ့နော်ဒါ Man U အသင်းပေါ့ဘာတွေတိုးတက်လာလဲဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒါရောစင်မှာလည်းရက်လက်တွေတော်တော်ကောင်းနေတော့ဒီဟာလေးကိုပြောဖို့ရွေးချယ်ထားပါတယ်ထုံးစံတိုင်းကျွန်တော်နဲ့ကိုရင်းနှီးထုံးကျွန်တော်ညီကိုနှစ်ယောက်က ွဲပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကိုရင်းနေထွေးမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ။ဒီနေ့ရဲ့ခေါင်းစဉ်ကတော့ဗောနော်ဒါမန်ယူသင်းတတလောဗောနော်ဘာတွေတိုးတက်လာလဲဆိုတဲ့ခေါင်းစဉ်ပေါ့။ဒါရလက်ကောင်းနေကတော့တော်တော်လေးကိုတော့မြင်တွေ့လာရတယ်။အဲ့တော့ဒါကိုရင်းလို့အမြင်လေးနဲ့ဆက်လိုက်ချင်ပါတယ်။ဟာဘာတွေတိုးတက်လာလဲဆိုတော့ပထမဆုံးကျွန်တော်မြင်မိရတော့ကက်စမဲရိုးဗောနော်။ဟုတ်ကဲ့။ကက်စမဲရိုးကကျတော့ဒီယာဒီအစမာတွေကသူကတော်တော်လေးကိုယုံခံရတဲ့ခြေခြေစောင်းကိုပိုင်ဆိုင်ထားတယ်ဗောနော်။ပိတဲ့တွေကလည်းသူကစားတာကိုမကြည့်ချင်ကြဘူးဗောနော်။မနိုင်ပြောရမယ်ဆိုရင်ဒီကစားသမားကယာတီကုန်ရင်ထပ်ဖို့ကတရားတော်ရှိပြီ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီကိုကာတေးမကစားနိုင်တဲ့အချိန်မှာသူဝင်ကစားတာဟိုကလူပိုကြီးလိုမျိုးဖြစ်နေတဲ့ကစားမတယောက်ကရုပ်ရည်ကြီးပြန်ပြီးတော့ကောင်းလာတယ်ဆိုတာကအမော်ရယ်တက်တော့တော်တော်အားကိုးလိုက်ရတယ်တော်လေးကိုဝမ်းသာကြကောင်းတယ်ပေါ့နော်ဘယ်လိုဖြစ်လာလဲဆိုတော့ကက်စမဲရိုကသူ့ရဲ့အားသာချက်ကိုပဲသူအဓိကထားပြီးတော့ကစားတော့ကျွန်တော်တွေ့ရတယ်အရင်လိုမျိုးကွင်းလေအရင်လိုမျိုးတည်းမှာဘောလုံးအကြာကြီးကင်တာမျိုးတွေမဖြစ်နိုင်တာရှက်လို့တာမျိုးတွေမလုပ်တော့ဘူးသူအာတန်တာကွင်းလေအဖြတ်အဖြတ်ဆိုတော့ဘရူနိုရှိမှစိတ်ကြိုက်လို့မင်းစီကကျွန်တိုင်းဟာလုံးအကုန်လုံးငါရှင်းပေးမယ် အဲ့လိုပုံစံမျိုးသူကစားတယ်ဒါတော့မင်းဘက်ကဘလိုပဲပေါ့ပေါ့ငါလိုက်ပြန်ကာပါပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားလာတယ်ပေါ့နော်ဟိုးအရင် real market မှာရှိခဲ့တဲ့ prime တိုင်းတော့လိုမျိုးတန်ကြီးလိုမျိုးမမမမထန်တော့မဟုတ်တော့ပေမဲ့လေတစ်ဖက်အချင်းတိုက်စစ်ကိုဒီ slow down ပေါ့နော်အချိန်တစ်ခုရော့အောင်လှုပ်ပေးနိုင်တဲ့အချိန်တွေမျိုးဖြစ်လာတာတော့လေဝမ်းတာပြီးတော့ကောင်းတယ်ပြီးတော့လေသူ့စီကနေဘောလုံးလေးထွက်လာတာကလေအများကြီးပြောင်းလဲလို့ရရတဲ့အချိန်တွေမျိုးဖြစ်လာတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီလုံးဝကိုမလိုတော့တဲ့လူတယောက်စီကနေပြီးတော့ဒီလိုမျိုးစွမ်းဆောင်ရတဲ့ခုပြန်ရလာတယ်ဆိုတာက ဒီ United Britain လည်းလည်းကြီးနိုင်ရတယ်ပေါ့နော် Moderator လည်းတော်တော်လေးအသက်ရှူ60ရဲ့လို့တော့ကျွန်တော်ကတော့မြင်တယ်ပထမဆုံးတိုးတက်တဲ့အရာလို့ပြောချင်တော့ဒါကျွန်တော်ကတော့ Casemiro ပဲကျွန်တော်စပြီးပြောချင်တယ်နောက်တစ်ခုကကြတော့ Finland ပေါ့နော် Finland လို့ပြောလို့ကျွန်တော်တို့ကဘယ်လိုပြောရမလဲ Goal တကူသွင်းပြီးတာနဲ့ဒီကစားမှာတိုးတက်ရောလာပေါ့နော်ဒါပေမဲ့အဲ့ Goal တကူကသူတော်တော်လေးကိုလိုအပ်နေတဲ့ Goal တကူပါဒီ Goal ရဖို့တည်းလည်းသူတော်တော်လေးကိုစူးစမ်းနေရတယ်ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီဒီလိုမျိုးပေါ့ Game Sort လိုပဲပေါ့နော် ကိုယ့်လက်ပြီးွားတဲ့အချိန်မှာကိုကမနိုင်ွားတဲ့ခါမှာနောက်နောက်ဆက်လက်ပြန်ရောက်ဖို့အရန်ကိုလောနေပြီဘာဖြစ်လို့လဲဆိုတော့ကိုကအရန်နိုင်နေနေပြီအဲ့လိုပုံစံမျိုးပဲဟွာလုံကလည်းတပွဲပြီးွားခါမှာနောက်တပွဲကိုမြန်လာဖို့ကိုသူကမစောင့်နိုင်တော့ဘူးပေါ့နော်မန်ယူပရိသတ်တွေအတွက်ကတော့တပတ်ပြီးတပတ်ကပြန်ပြောစရာပွဲတွေကအများကြီးရှိရဲ့အဲ့ပွဲအကြောင်းပြောရတာအရန်ကိုအဆင်ပြေပေမဲ့ဟွာလုံတော့ကတော့တပွဲပြီးွားအဲ့တပွဲအကြောင်းပြန်ပြောနေတယ်ရှိမှာမဟုတ်ဘူးဒါဆိုသူတော့လည်းဖိအားတွေလည်းများလို့ဂိုးလည်းမရဘူး ဒီနီးပြားဟိုဒီအတင်းအတင်းပေါ်တွေကဘာမှမပြောသေးတန်အောင်တော့မှသူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားရတယ်ကျွန်တော်တို့ယုံကြည်ရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲသူ့ရဲ့မျက်နှာမှာလည်းပေါ်လွင်နေသူ့အနေနဲ့ဖီးယားတွေအများကြီးခံစားနေရတယ်ဒီချိန်မှာသူ့ဂိုးတဘိုးရွာသွားတာကသူ့သက်တော်လေးကိုကျွန်တော်ကဝမ်းသာတယ်ဒီရိုနယ်ဒိုပြောခဲ့သလိုပဲပေါ့နော်ဂိုးတွေကတကိုးရပြီးသွားတယ်ဆိုရဲစတိုက်လာတော့လာတော့မယ်ဆိုတဲ့ချိန်မှာမှနိုင်ငံတကာပွဲတွေဝင်သွားတယ်ဆိုတော့ဟွိုင်းလွန်ပြောတော့ဒါတော်လေးကိုကန်ဆိုးရလို့ကျွန်တော်ကတော့မြင်လဲပေါ့နော်အေးဂိုးမရရင်ဒီပထမရှေ့ပွဲမှာတွေကဒီဟွိုင်းလွန်ကဒီ အတင်းကစားဘက်မှာလိုက်ပြီးတော့တော်တော်လေးကိုအဆင်ပြေလာတယ်ပေါ့နော်ပြောမယ်ဆိုရင်သူအနေနဲ့ဒီဂိုးပန်ကြီးကိုတကူရတယ်ဒီဘောလုံးကင်တာရောဘောလုံးထွက်တာရောပို့ပြီးတော့အဆင်ပြေလာတယ်ဘယ်နေရာမှာရှိရမလဲဆိုတော့သူအကျမ်းမရပြီးတိလာတယ်ဆိုတော့ဒါတုတ်သက်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးခြေစမ်းမျိုးမဖြစ်ခင်မှာဒီဘာလို့လဲကြတော့အာဆင်နယ်နဲ့ပွဲမှာဆိုပရိသတ်တွေအကုန်လုံးကသူ့ကိုရောင်းစီချင်ကြတယ်ပေါ့နော်ဒီဒီကစားမကဘိုင်ယွန်တိုက်စစ်မှုမဟုတ်ဘူးအဲ့လိုပုံစံမျိုးပြောတဲ့ဒန်တွေကိုသူအကောင်းဆုံးတွန်းလှန်ပြီးတော့ရအောင်ပြန်ပြီးတော့ကစားပြနေတာကျွန်တော်ချီးကျူးတယ် ဒီကြားထဲမှာကျွန်တော်တခုသတိရမိတာဒီ Ronnie ပြောခဲ့တဲ့ဟာပေါ့နော် final နဲ့ပတ်သက်ပြီးတော်တော်များများကဝေဖန်နေကြတဲ့အချိန်မှာ Ronnie ကတော့ final ကိုယုံကြည်ရယ်ပေါ့နော် ဘာလို့လဲနဲ့ဒီ show တွေတွေမလုပ်ဘဲနဲ့ area ထဲမှာပဲစောင့်နေတင်နေဆိုတဲ့ပုံစံမျိုးသူအကြံပေးခဲ့ပေါ့သူအကြံပေးခဲ့တဲ့ဟာကို client တွေက line နာခဲ့တယ်လို့ပဲကျွန်တော်ပြောရပါတော့เนาะနောက်ပိုင်းပွဲမှာ client တွေဒီမဖြစ်နိုင်တဲ့ဘောလုံး line ယူတာတွေဘောလုံးဆင်းယူတာတွေတက်တိတ်မတွေ့ရတော့မယ် area ထဲမှာနေရယူရဲသူလုလောလောဆယ်ရှိတဲ့ဟာတွေကိုပဲသူအကောင်းဆုံးလုတ်လိုက်တဲ့ခါမှာတော့ twin core တွေကပြန်ပြီးမြင်လာတာမဆန်းဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့เนาะဒါပေမဲ့ကိုရလင်းတို့ကတော့အဓိကပြောရတာဒါ Casmero နဲ့ Quine Lone ကိုအဓိကပြောရတယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ကတော့အသင်းအသင်းလုံးကိုကျွန်တော်လည်းပုံပြီးအဓိကထားပြောစင်တယ် 等我。 ြောမှာဆိုလို့ရှိရင်ဒါတင်းဝုတ်အပိုင်းပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်တို့လုံးလုံးစေကစားထားတဲ့ပွဲတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဖူဟန်ဟိုတော့ပနဒီနဲ့ရှုံးသွားပေမဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းကနောက်ဆုံး9ပွဲဆက်မိနစ်60တွင်မရှုံးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာနောက်ဆုံး2ပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Real Sociedad ကို4-1နဲ့နိုင်တယ် Leicester ကို3-0နဲ့နိုင်တယ်ဆိုတဲ့အခါကကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့ Amorin ရဲ့ Sporting ခြေစွမ်းမျိုးပေါ့ Amorin ရဲ့ Sporting ရဲ့လက်တွေကိုကျွန်တော်ပြည်ကြည့်လိုက်မှဆိုရင်ဂိုးပြတ်တွေများတယ်အတွင်းဂိုးတွေများတယ်တပွဲကို3ဂိုးလောက်သွားတာတွေများတဲ့အခါမှာနောက်ဆုံး2ပွဲမှာကျွန်တော်တို့ဒီ feeling ကိုကျွန်တော်တို့က ခံစားလိုက်ရတယ်ခံစားလိုက်တဲ့ခါမှာကျွန်တော်တို့ဘာလို့သွားမြင်လဲဆိုတော့ဒီအသင်းနဲ့343နဲ့အဆင်ပြေသွားပြီဆိုတဲ့ပုံစံတစ်ခုကိုကျွန်တော်သွားမြင်တယ်သွားမြင်ပြီးတော့ကစားသမားတွေရဲ့စ조사လိုစိတ်တွေလည်းဒီအတော်တွင်မှာပို့ပြီးတော့များလာကြရယ်ပို့ပြီးတော့ကောင်းလာကြရယ်လို့ကျွန်တော်ထင်တယ်။နောက်တန်းဆိုလို့ရှိရင်လည်းကျွန်တော်တို့အရင်အပိုင်းတွေမှာလည်းကျွန်တော်ပြောနေကြပါဘသူဝင်ဝင်ကောင်းတယ်။အခုဆိုလို့ရှိရင်ဟိုဟီဗန်ဒိုင်ယာရွာတဲ့ခါမှာတော့စိတ်ညစ်စရာလေးရှိပေမဲ့တခြားတယောက်ဝင်လည်းကောင်းပါပဲ။ဒီနေရာမှာကျွန်တော်မကွာရတော့ဘာလို့ပြန်ဝင်လာပိုကောင်းဖို့ပဲရှိတယ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်တော့ဒီ ဆန္ဒဘက်၃ယောက်ကစတစ်တခုကြာသွားတဲ့ပုံစံမျိုးဖြစ်သွားတယ်။ကျွန်တော်ကဘယ်ကျန်းကကျွန်တော်ဒေါ်ကိုပါလာလို့ရှိရင်ကောင်းတယ်။ဒီနေရာမှာဒါလော့ကလည်းမစိုးပါဘူးဆိုတဲ့အရာလေးပေါ့ကျွန်တော်တာဝန်ကျေတယ်ပေါ့ဗျာတာဝန်ကျေတယ်ဒါပြီးရင်နောက်ဆုံးနှစ်ပွဲမှာဆိုလဲတကိုးသွင်းထားတယ်ဆိုစီတန်းနဲ့ပွဲမှာပေါ့နော်။ဒီလိုအခြေအနေလေးရရှိတဲ့အခါမှာကျွန်တော်တို့ဒီနောက်တန်း၃ယောက်နဲ့စိုက်ဘက်၂ယောက်ကလည်းအဆင်ပြေတယ်။ဒီနေရာမှာကိုရင်းလုံးပြောသွားသလိုကက်စမဲရိုကလည်းကောင်းလာတယ်။ပြီးတော့ဥကာဒေးပြန်လာတယ်။အရာအလုံးစပြေခါမှာဖာနန်ဒက်စ်ကလည်းပို့ပြီးတော့အားကိုးလာတယ်။ဒါရိုင်းကိန်းပြောတဲ့စကားကိုသူကပြောတော့ဘယ်လိုပြောမလဲ။စကားနဲ့တော့ပြန်မတုံ့ပြန်အောင်။သူကသူ့ရဲ့ခြေစွမ်းနဲ့ပဲသူကအလုံးနဲ့ပေါ့ကွာတသက်ပြလိုက် က်တဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်သွားတယ်အဲ့တော့ဒီလိုအချိန်မှာကျွန်တော်တိုက်စစ်ကိုကြည့်မယ်ဆိုရင်ဇက်စီရှိမယ်ခါနာချိုရှိမယ်ဝိုင်းလွန်ရှိမယ်ပေါ့နော်ဒါဇက်စီကတော့ကျွန်တော်တို့ဘာမှပြောစရာမလိုဘူးအသင်းရဲ့ကစားပုံမှာဇက်စီဟာတကယ်ကောင်းတယ်ဇက်စီဒီလိုကစားပုံကောင်းရတဲ့ကျွန်တဲ့ကစားမားတွေကလွတ်လပ်ပို့ပြီးရှိနေရဆိုတော့အချိန်နေရှိမှာကျွန်တော်ဇက်စီကိုဖယ်ထားလိုက်မယ်ဒါဆိုလို့ရှိရင်ဘယ်သူရှိမလဲဝိုင်းလွန်နဲ့ခါနာချိုဒီကစားသမားနှစ်ယောက်လောက်ဝေဖန်ခံရတာဒီကစားသမားနှစ်ယောက်ပဲရှိတယ် ပြောမယ်ဆိုလို့ရှိရင်ဒီကစားမနှစ်ယောက်ရဲ့တရားဒီဆွဲဆောင်ရေးကိုကြည့်လိုက်ပါသူကလည်းသူတို့ကိုယ်သွင်းအနေထားနဲ့ဖန်တီးမှုအခြေအနေကစိုးတော့မစိုးဘူးဒါပေမဲ့ပွဲလေးနည်းနည်းလေးရုံးကန်လိုက်ရတာနဲ့ဝေဖန်ခံရတာကပြောပြောခံရတာရစရာတော့မရှိဘူးပြောမယ်ဆိုလို့ရှိရင် Manchester United ကစားသမားကပို့ပြီးတော့တခြားသင်းကစားသမားတွေပို့ပြီးပြောခံရတယ်ဒီလိုအပိုင်းလေးကိုလည်းကျွန်တော်မြင်လဲပေါ့နော်အဲ့တော့ဂါနာချိုဘယ်ချမ်းမှာကစားနေတဲ့အစောပိုင်းမှာပေါ့နော်ဒီလိုအခြေအနေကနေပြီးတော့အာမတ်နာဝါတဲ့ခါမှာညာချမ်းဖြစ်သွားတယ်ညာချမ်းမှာဂါနာချိုကပိုကောင်းတယ်ဆိုတာမျိုးကိုကျွန်တော်တို့တွေ့လိုက်ရတယ်ဗျာဒီပေါ်အာဆင်နယ်နဲ့ပွဲရဆပြီးတော့တော်တော်လေးအဆင်ပြေလာတယ်လို့ ပြောလို့ရတယ်ပြီးတော့ Real Sociedad Leicester ပေါ့အဲ့သုံးပွဲလုံးပါပေါ့အဲ့နောက်ဆုံးစားထားတဲ့သုံးပွဲမှာကာနာချိုကတကယ်ကိုကာနာချိုပြန်ပြီးတော့ဖြစ်လာတယ်ပြောမှဆိုလက်ရှိအသင်းကဒန်ယာရီသာအများနေလို့ဒန်ယာရီသာမများဘဲနဲ့လက်ရှိရနေတဲ့ပုံစံတစ်ခုနဲ့သာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအသင်းကတော်တော်ကောင်းနိုင်တဲ့အသင်းလို့ကျွန်တော်မြင်မိတယ်ပေါ့နော်ဒီနေရာမှာ Test Match Point လို့ပေါ့ Point လို့ကဘယ်ပွဲမှာအပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုအစတွေ့ရတယ်ဆိုတော့ Real Sociedad နဲ့ပွဲပဲအဲ့ပွဲမနိုင်ခင်မှာကစားသမားကယုံကြည်မှု တော်တော်ကြီးကိုပြောက်နေတာကိုယ့်ကိုဘာလို့လို့လုံးဝမသိဘူးဖြစ်နေကောင်ပါ real succeeder နဲ့ပွဲမှာတော်တော်ကြီးကိုပုံမှန်ထက်ဆိုင်စူးစမ်းပြီးရုံးကစားတာကိုတွေ့ရတယ်အဲ့လိုကစားတဲ့အခါမှာကျန်တဲ့လူတွေကနေရာလွတ်တွေပိုရလာတယ်ကိုယ်တိုင်လည်းဂိုးသွင်းချင်စိတ်ကတော်တော်လေးတော့များနေတယ်ဒါပေမဲ့ကိုမရဘူးဒါပေမဲ့ဒါလောက်အတွက်ဖန်တင်မှုတစ်ချိန်လေးလုတ်ပေးခဲ့ပြီးတဲ့အခါမှာလက်စတာနဲ့ပွဲမှာတော့ဘလုံးတစ်လုံးရသွားတယ်ဒါပေမဲ့ဒီပြေးလမ်းကြောင်းကိုသူဆွဲသွားပြင်မယ်သူကလွတ်လွတ်ကင်ကင်ကန်ရတာတော့မဟုတ်ဘူးသူ့နားမှာလည်းလူတွေပါတယ်ဂိုးသမားနဲ့နောက်ထပ်လူတွေနဲ့ကျွန်တော်အချိန်နေကြည့်လိုက်မယ်ဆိုတော့နည်းလေးကိုကျင်းတယ်ဆိုတဲ့ပုံစံမျိုးတော့ရှိတယ်သူကန်သွင်းသွားတဲ့ပုံစံဒါပေမဲ့ဒီဟာကိုသူရအောင်ဂိုးသွင်းသွားတယ် ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာအရန်လွယ်ကူတဲ့ အခြေအနေမျိုးမှာကန်ခဲ့ရတာမဟုတ်ဘူးဗျ။လဲလေးတော့ခတ်တဲ့အနေထားတစ်ခုရှိတယ်။ဒီလိုမျိုးမှာကန်ခဲ့ရတဲ့အခါမှာခိုးရွာပြီးတော့တော်တော်လေးနဲ့ပျော်သွားတယ်။နောက်ဆုံးနှစ်ပွဲအနေထားကြည့်မယ်ဆိုရင်သွင်းကိုတကူဖန်တီးမှုတစ်စိမ်ပေါ့။အဲ့တော့တိုက်စစ်မိုးတွေမှာဂိုးပေါက်ပြောက်တယ်ဆိုတာကအကုန်လုံးရင်ဆိုင်ရတဲ့အခြေအနေတစ်ခုပဲ။ဒါပေမဲ့အဲ့ဒီဂိုးပေါက်ပြောက်တာကလည်းပြန်လာပြီးဆိုလို့ရှိရင်နောက်ပိုင်းမှာဂိုးတွေကပွင့်သွားတက်ကော။အဲ့တော့ဒီလိုအခြေအနေရှိတဲ့အခါမှာသသင်းလုံးကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်တော့အပေါင်းလက္ခဏာဆောင်ပြီးတော့တိုးတက်နေရလို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကဒါအမှတ်ပေးစရာကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာအမှတ်ပေးစရာတော့ဘလောက်နိုင်နိုင်ဒါပါပဲ73 74 55ဒီနေရာမှာပဲပြေးနေတယ်ဆိုပေမဲ့လက်ရှိမှာ ှာဆိုလို့ရှိရင်ရမက38မှတ်နဲ့အဆင့်အ73မှာရှိနေတယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်အသင်းတွေကိုကြည့်လိုက်တဲ့အခါမှာရမက39လို41တို့44လို့45လို့59လို့တွေ့တဲ့အခါမှာ Premier League ဘွဲဆို29ဘွဲပဲကစားပေးရဲ့အခြေအနေမှာ Manchester United အသင်းဒီပေါ်စံတိုင်းဆက်သွားမယ်ဆိုလို့ရှိရင် တခုခုတော့မျောလင်းလို့ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးကျွန်တော်ခံစားရတယ်။ဒီပုံစံလေးကိုတော့ဆက်သွားနေဖို့တော့လိုတာပေါ့နော်။ Royal ဖြစ်ပါဒါဒီယာဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါ Premier League အသင်းတော်တော်များများ Superflash မျောလင်းချက်ကိုစီရှိတယ်။ဒီအချိန်မှာအဲ့ဒီအသင်းတွေထဲမှာရက်လက်အဆိုးဆုံးဖြစ်နေတဲ့ Manchester United အသင်းက Europa League မျောလင်းခွင့်ရှိနေပြီးတော့ဥရောပမှာလည်းလုံးဝရှုံးဝဲမရှိသေးတဲ့သတင်းတွေတော့အသင်းဆိုတဲ့ဂုံပုံလေးရလည်းမဆိုးပါဘူး။အဲ့တော့ကျွန်တော်ကပြောချင်တာကတော့သတင်းလုံးပိုကောင်းလာတယ်။နေရာလိုက်ပို့ပြီးတော့အဆင်ပြေလာတယ်။ဒီနေရာမှာကစားမယ်ကစားသမားကဒီနေရာမှာဆိုရင်ကဘယ်လိုကစားမလဲဆိုတာသိလာတယ်။အမော်ရီရဲ့343 ို့သူတို့ကောင်းကောင်းကြီးနားလည်လာတဲ့အခါမှာတော့လက်တလုံးမှာမိုင်းကိုသင်ဟာဒါတွေတိုးတက်လာပြီးတော့နိုင်ပွဲတွေရနေတယ်တော့ကျွန်တော်တို့ပြင်ပါတယ်အဲဆက်လက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီနောက်တန်းပေါ့နော်နောက်တန်းကကျတော့၃အောင်လုံးနေမကဘဲနဲ့ဒီဝင်းဘက်မြန်မာကစားကစားမ2ယောက်ကအစဒီလိုကမစီမိလာတာတော်လီဝန်တာဘူးတော့ကောင်းတယ်ဟုတ်ကဲ့ကျွန်တော်ပထမကတော့ဒီအတင်းကြီးရင်တွေ့တဲ့ခါကြမှာဒါဒီအတင်းဒီနောက်တန်းအဆင်ပြေလို့ထင်ပေမဲ့ နောက်ပိုင်းဝဲတွေမှာကျတော့အတင်းကြီးကြီးဖြစ်ဖြစ်အတင်းငယ်ဖြစ်ဖြစ်ဘယ်လိုဝင်ကစားသာအဆင်ပြေလာရပါတော့။အရင်ကလိုမျိုးဒီနေရာမှာဒီကစားမှမရှိရင်တိုင်ပတ်တယ်ဆိုတော့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ဟန်မပြက်ကစားလိုင်းကစားလာနိုင်တယ်ကိုကျွန်တော်မြင်ရတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်တခုပြောချင်တာ INE ရဲ့လူခေါ်မှုပေါ့နော်။သူတို့လူခေါ်တာကဒီနေရာဒီမှာစခေါ်တာ။သူတို့ခေါ်တဲ့ကစားမှရေအကုန်လုံးကအဆင်ပြေရဗျာ။နောက်တစ်ခုကကျတော့ဒီအမော်ရင်အတွက်ခေါ်ပေးတယ်။အမော်ရင်ဒါပြုတ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းမျိုးကိုကျွန်တော်တို့တော်များမေးကြတယ်။ကျွန်တော်လည်းအဲ့လိုမျိုးထင်ခဲ့ဘူးတယ်ပေါ့။ဒါပေမဲ့တိကျပြန်စစ်ဆေးကြည့်မယ်ဆိုရင် သူတို့ခေါ်ခဲ့တဲ့နောက်ဆုံးခေါ်ခဲ့တဲ့ဒေါ်ကူဆိုရင် three back မှာလည်းသူကအဆင်ပြေတယ်။နောက်ဒီပြပြောအောင်ဆိုမကောင်းပါတော့နော်။ဒီပြပြောင်းသွားခဲ့ရရှိတော့ four back ဖြစ်သွားရင်လည်းဒေါ်ကူကအဆင်ပြေမှာပဲ။ပြီးတော့ဒီလက်ဒီလက်ဆိုလည်း three back လည်းရတယ်။ four back လည်း four back လည်းရတယ်။အဲ့တော့ euro ပူလာမကောင်းသေးတယ်။အရင်ဒီကစားမကိုလည်းဒီ United တင်းတဲ့ကလိုချင်ခဲ့တာတော့မဟုတ်ဘူး။ Real Madrid တို့တင်းမျိုးဝါစားလိုချင်ခဲ့တာဆိုတော့3 back မှာလည်းရတယ်။ ဖိုးဘက်မှာလည်းရတယ်ပြီးတော့မဇရာဝီမဇရာဝီကတော့ဒီဖိုးဘက်မှာတော့ဘယ်လောက်ထိကောင်းခဲ့လဲဆိုတော့ကျွန်တော်တီးပြီးသားဆိုတော့ဒီ NU ရဲ့လူခေါ်တဲ့ပုံစံအောင်တော့ကျွန်တော်ကတော့သဘောကျတယ်သဘောကျတယ်ပေါ့နော်ဒီနွေရီပြောင်းရှိမှလည်းတို့နေလူခေါ်မှုတွေလုံးမယ်ဆိုလည်းမှန်ကန်တဲ့လူခေါ်ယူမှုတွေလုံးမယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်နောက်ထပ်တိုးတက်လာတဲ့တစ်ခုကကျတော့ကျွန်တော်မေဆင်မောက်ပေါ့မေဆင်မောက်ကတော့မကစားရသည်ဘယ်လိုတိုးတက်တယ်ပြောလဲဆိုတော့အမော်ရယ်ကတော့မေဆင်မောက်ကိုသူဆက်ဆက်ရောက်တဲ့အချိန်ကြီးကတော့သဘောကျတယ်ဒီကစားမောက်ဒီကစားမောက်ဆိုတော့လေးလေးညှော်လင့်သားပုံရတယ် ဒီကစားမှဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သူပြန်လာရတဲ့သူနေရာပေးမယ်ဆိုတဲ့အခြေအနေတွေရှိရပေါ့နော်ဒါကဘာဖြစ်စေလဲဆိုတော့ဘရူနိုဖာနန်ဒက်မကရိုဖာနန်ဒက်ရဲ့ဝင်နေအများကြီးကျော်သွားနိုင်တယ်ဒါဆိုတော့အရှိမအခုလက်ရှိမှာဘရူနိုဖာနန်ဒက်ရှိမှာကစားနေတဲ့ဒီဇက်စီနဲ့ကာနာဂျိုနှစ်ယောက်လုံးကသူရဲ့ကစားတဲ့နေရာကကျတော့ဒီကွန်းလေအနောက်ထီကိုသူကစင်းနေစေတာမရှိဘူးအဲကာနာဂျိုဆိုရင်ဒီအတင်းကဘောလုံးမရှိတဲ့ချိန်ဆိုရင်ဒီဝိုင်းလုံးနဲ့အရှိမနေလေးရှိတဲ့ပုံစံမျိုးကစားတာပါဒီချိန်မှာဒီကစမဲရိုကလည်း customer တို့နဲ့ Bruno ကကျတော့ downline ပုံစံမျိုးနေတဲ့အခါမှာ customer တို့ကကျတော့အနောက်မှာပဲနေပြီးတော့ Bruno Fernandez ကနိုင်ပြီးတော့ဖျက်ရတယ်ဆိုတော့ပုံစံမျိုးဖြစ်တဲ့အခါမှာသူ့ရဲ့တောင်းပန်ကအများများပြီးတော့သူ့ရဲ့လိုအပ်တော့အများကြီးညှစ်ထုတ်ရတယ်ပေါ့နော်ဒီချိန်မှာဒါဒီ Zassi ညမှာ Messi မဝင်ကစားမလားဘာသာချုပ်ညမှာ Messi မဝင်ကစားမလားဒီကစားမဝင်လာပြီဆိုတာနဲ့ Bruno Fernandez ရဲ့ဒီဝင်ကအများကြီးယော်ရမယ် worry တွေအများကြီး short ချသွားတဲ့အခါမှာသူ့ရဲ့ဒီဘောလုံးဖြန့်ဝေမှုတွေတက်စီကိုပြုတ်မှုတွေကအများကြီးအားကိုးလို့ရအောင်ဆိုတဲ့ပုံစံမျိုးရှိရပြီးတော့ Messi မောက်က pre-pad မှာကစားဘူးတဲ့ ်ရာဇဝင်လည်းရှိတယ်။သူ့ချေလက်ထက်မှာလည်းသူကကောင်းကောင်းကြီးကစားခဲ့တဲ့ခါမှာဒီအမော်လက်ထက်မှာလည်းကောင်းကြီးခြေစမ်းပြလိမ့်မယ်လို့ကျွန်တော်ထင်တာကြောင့်မလို့ကြိုပြီးတော့မနော်ဒီကစားမှာတိုးတက်လာတယ်ကျွန်တော်ပြောတာဖြစ်ပါတယ်။ကဲဒါဆိုလို့ကျွန်တော်တို့တို့မေဆမ်းမောင်းအောင်ဆောင်ကြည့်ရမှာเนาะဒါပြန်လာတိုင်းဒဏ်ရာရနေတယ်ဒီတစ်ခါတော့ဒဏ်ရာမရဖို့ပြောလိုက်တဲ့လူပဲပြောရမှာပါ။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီနေ့ပေါက်ကက်ကတော့ဒီလောက်ပါပဲမန်ယူသင်းလတ်တော်တော်ပါတွေတိုးတက်လာလဲပေါ့လေနော် ဒါမန်ယူသင်းကောင်းနေတဲ့အချိန်ကြတော့လေဒါကျွန်တော်တို့မန်ယူသင်းကြောင်းအကောင်းပြောရပဲပြောရမှာပါလက်ရှိမှာလည်းတကယ်တမ်းကောင်းနေတယ်ဒီလိုပုံစံတိုင်းရှေ့ဆက်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဒါပေမဲ့လက်တွေ့မှာဘယ်လိုတွေဖြစ်လာမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့ဆိုတော့ဘောလုံးဆိုတာကဘာမှကြိုပြောလို့မရတဲ့အရာမဟုတ်လို့ပါအဲ့တော့ဒီနေ့ရဲ့ pocket season ကတော့ဒီလောက်ပါပဲ the premier sport ရဲ့နောက်လာမယ့်အားသာ season ကောင်းနေမှာပြန်ပြီးတော့အဆုံးသတ်ချင်ပါသေးတယ်လို့ပြောရင်းနေပဲဒီနေ့ကနေနှုတ်ဆက်လိုက်ရပါပြီဗျာ